2014နှစ်ကုန်ပိုင်းကမြန်မာပြည်မှာနမဲကျော်လူသက်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။တက်တာမှရရက်ဆက်ဆက်မတင်မရှင်းနန်ရိုးတွေကျိုးအောင်ရိုက်တက်ခဲ့တဲ့အမှုပါ။အသက်ခံရသူကလူလူနဲ့နဲ့အမျိုးသမီးမဂ္ဂဇင်းအက်ဒီတာတယောက်ဖြစ်သူတင်းနုရင်ပါ။တက်သူကတော့တရုတ်ဆောင်မြောက်ဆိုးဖြစ်ပြီးဒီအမှုနဲ့ပတ်သက်ပြီးထောင်နှစ်ရှည်ကြခဲ့ကမလလက်ထက်မှာပြန်လွတ်လာပါတယ်။ ထို့တူပဲနိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့2019ခုနှစ်လောက်ကဖန်ဝရန်အထောက်ခံခဲ့ရသူကတော့ဘူလတ်လှဆွေပါဖန်ဝရန်ကိုကြောက်ပြီးလူရှိမထွက်တော့ပဲနှစ်နဲ့ရှိအောင်ပုံအောင်နေခဲ့ပါလေမြေအောင်လိုင်းအာနာသိန်းကန်ဤမှာပြန်ထွက်လာခဲ့ပြီးဖန်ခံခဲ့ပါလေနောက်ပိုင်းမှာမြေအောင်လိုင်းကသူ့ကို ပြန်လှုပ်ပေးခဲ့ပါတယ်အခုတော့ထောင်ထွက်နှစ်ယောက်စုံစည်းနေကြပြီးတချိန်ကကိုယ်တိုင်ရရက်ဆက်ဆက်အသက် ဖြတ်ခဲ့တဲ့မိန်းကလေးတယောက်အမှုနဲ့ပတ်သက်ပြီးရီလာမော်လာသမြုံပြန်နေကြတာကိုအံ့ဩဖွယ်ရာ တွေ့ရပါတယ်။နှစ်ယောက်လုံးဟာပြည်သူရှင်ဘတ်တွေဖြစ်တာကြောင့်ပြည်သူတွေနာကြီးခဲ့တဲ့ဒီအမှုကိုအခုချိန်မှာပြည်သူတွေကိုမျက်နှာပြောင်တိုက်ပြီးရည်သွန်းသွေးကဟာတလုံနေကြတာပဲဖြစ်ပါတယ်။ဒီလေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်အကိုကြီးနဲ့ကျွန်တော်နဲ့ကနိုင်ငံရေးဘဝဖို့လူတွေဆိုတဲ့ခေါင်းစဉ်အောက်မှာအကျုံးဝင်တယ် ဘာကြောင့်လဲဆိုတော့ဟိုးလွန်ခဲ့တဲ့၁၄နှစ်လောက်ကဆိုရင်အကိုကြီးနဲ့ကျွန်တော်နဲ့ကိုရန်သူတွေလို့အတော်များများသတ်မှတ်ထားကြတယ်ကောင်းပါတယ်ကိုတို့တို့ကျွန်တော်ကမှကျေးဇူးရှိတယ်ဟုတ်တယ်တို့ကျွန်တော်ကမှကျေးဇူးရှိတယ်ဘလို့ကျေးဇူးရှိလဲဆိုတော့တင်းနှွင့်သေးတဲ့မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်သက်တို့ကြိုးမကြကြအောင်သူကစူးစမ်းထုတ်တာဟုတ်တယ် ်ဒါဒါဇင်းဆက်တယ်ဇင်းဆက်တဲ့ချစ်ကလေးမင်းတို့ကြောင့်ယူနေပြီတန်းကြီးပြက်ချစ်ယူတကြောင်လို့ဝိညာဉ်ကြီးပြတောင်းလောင်ပြီးဆိုရင်ပါလေနားစင်တော့ကွယ်မင်းထောင်ကြရမယ်သူရဲ့ကျိုးသားဆုံးမူနဲ့ထောင်ပါလေကိုတော့ဒီမြန်နဲ့လိုက်တာကလေးရတယ်ဒီမြန်နဲ့လိုက်လာပြီးတော့သူညုံချင်းအဲညုံချင်းကိုတရားဝင်နေဒီဝင်တိုင်းကျွန်တော်ဝင်တိုင်းရဒါတော့ကွာငါတို့ရောသူတယောက်ကိုဒီလိုဒီလိုဖြစ်တယ်ပေါ့ကိုကတော့ စိတ်ခံစားချက်နဲ့ပေါ့နော် feeling ပြီးလေသူကသူကသူပြုံးပြုံးပဲသူကအဲ့မှာဟိုတရားခနေရာမှာထိုင်ရောတရားသူကြီးအမျိုးသမီးနော်ဟုတ်ဟုတ်ကဲ့အမျိုးသမီးတော့ချိုးရပြအဲ့ဟုတ်ကဲ့ဟုတ်ကဲ့တားရည်လည်းကောင်းတယ်အဲ့ခုတော့သူရဲ့ပတ်ဖို့ကူညီမှုနဲ့ကျွန်တော်ခုနှစ်နှစ်လောက်ပဲကြားမှာခဲ့တာတတရရောကြားတော့ကြားပါတော့ဆိုတော့ယုံကြည်ချက်တူတူတွေက မျက်နှာမူရလည်းတူတယ်ခွင်နော်အဲ့တော့တစ်ချိန်မို့တစ်ချိန်မှာလက်တွဲမိကြခင်ဗျားဆိုလေကျွန်တော်ကျေးဇူးတယ်ခင်ဗျာတောင်းတုံးနေမို့လားကြဟုတ်တယ်ပြောလို့ပြောလို့ပြောလို့လေအဲ့ဒါ